えっと、ホームでの試合ということで、まあ、選手たちは、えー、っと、最初、まあ、緊張感の中で、えー、難しい初戦を戦ってくれました。えー、ーまあ、勝つことが、まあ、最低条件というところの中で、まあ、できれば3点以上取ろうということで、ピッチに繰り出したんですけど、まあ、結果として、えー、7点取れたというのは、非常にチームとして大きかったなというふうに思います。で、えー、っと、 まあ1点目が、あまあ、狙っていた形で、えー、1点目が取れたということは非常に大きかったなというふうに思いますし、まあ、あと取れた時間帯というのも、えー、早い時間帯に1点目が取れたというところはあーゲームを安定させた理由なんじゃないかなというふうに思います。ကျွန်တော်အင်ကွေးမှာကစားရတဲ့အတွက်ပလေယာတွေကလည်းအရင်ဆုံးစိတ်လှရှားနေမယ်လို့လည်းတင်တယ်ပြီးတော့သူတို့အရန်ခက်ခဲတဲ့ပွဲဖြစ်ခဲ့ပါတယ်တဲ့ပြီးတော့ကျွန်တော်တို့ပထမအဆုံးပြင်မဲ့ထားခဲ့တာတော့အနိုင်ရဖို့အတွက်ကိုပြင်မဲ့ထားခဲ့ပါတယ်ပြီးတော့အရင်ဆုံးတကူရဖို့အတွက်လည်းပြင်မဲ့ထားပြီး ကစားခဲ့ပါတယ်ပထမစောစောမိုင်းမှာတကိုးသွင်းသွားတယ်ဆိုရင်အရန်ဆိတ်ချရတဲ့အနေထားနဲ့ဖြာပြီးကလေးတွေကနောက်ဆုံးကျတော့ခုနှစ်ခုထိသွင်းလာနိုင်တယ်ဆိုရင်အရန်ကောင်းတဲ့ပွဲပွဲဖြစ်ခဲ့ပါတယ်တဲ့အခုတော့ခုလိုရရတဲ့အတွက်လည်းဟိုအတင်းသားဒီပုံပြီးတော့ဖောက်လို့မှုကြောက်ပေါ့ဖောက်လို့မှုကြောက်ရခဲ့တယ်ပြီးတော့အကုန်လုံးနဲ့ထပ်ပြီးပြင်ရှင်းရပါတယ်えっと、本格的なジムでは、えっと、また、ここから始まるところであるんですけれども、えー、まあ今は、あの、有利な状態になったっていうところは、まあ今日の 選手のおかげで、まあ、そういう状態になったっいうのは非常に良かったなっいうふうに思います。まあ、ただ、引き分けを狙いに行って、引き分けということは知らないと思っているので、まあ、勝ちに行って、結果引き分けということはあるかなというふうに思いますけど、引き分けを最初から狙うということではなくて、えー、勝ちを狙いに行く。その中で引き分けもあるという考え方で、 ဟုတ်ကဲ့တကယ်တမ်းပြောမယ်ဆိုရင်တော့အင်ဒိုနဲ့ပွဲတော့ကတော့အခုမှဘာမှတော့မပြင်ဆင်ရပါဘူးတကယ်ပြင်ဆင်မှအခုကစပြီးပြင်ဆင်ရမှာပေါ့နော်အင်ဒိုနဲ့ပွဲကဒီနေ့နိုင်ရလိုက်တဲ့အတွက်အင်ဒိုနဲ့ပွဲတော့ကတော့အများကြီးဟိုကောင်းသွားပါတယ်ဒါပေမဲ့အာခုနကမေးသလိုပဲတေးရလိုက်တာနဲ့ဒီကျွန်တော်တို့ခြေစုပ်ပွဲအောင်မှာဆိုပေမဲ့ကျွန်တော်တို့ပြင်မှတ်ထားရမှာတော့နိုင်ဖို့တော့ပြင်မှတ်ထားပါတယ်နိုင်ဖို့တော့ပြင်မှတ်ထားရင်လည်းပွဲရတဲ့တေးကြရင်လည်းကြာဝါနိုင်တယ်ဆိုတော့ပုံစံမျိုးနဲ့ကျွန်တော်တို့ခြေစုပ်ကိုရည်ရထားပါတယ်အာနောက်လာမဲ့အင်ဒိုနဲ့ပွဲမှာလည်းဟိုအောက်ဆုံးပြီးတော့ပေါ့အောက်ဆုံးပြီးတော့ tá dado ao aumento, deterioro, dado à precisão.